ငါခံစားနေရတယ်စစ်တာစစ်တာပဲခဏနေအောင်တဘွာလုံးအပေးလာတယ်ကိုဆိုင်စီတော့အရင်ပြေးရမယ်မင်းငယ်တည်းကနေပြီးတော့အပေးလာတဲ့အိုက်တော့ပါတယ်အချင်းကကိုဆိုင်လေအဲ့တော့ပါဝင်မဲ့ကျွန်တော်ခုနကသူ့လက်ကိုကိုင်းတော့အဲ့လိုလက်တွေတော့ညီလေးရတယ်ကျွန်တော်ပုံနဲ့မှာတပုံနဲ့ဗီဒီယိုတွေကောင်းကြည့်ရတယ်။အင်းငယ်ကလေးကကျွန်တော်ကကိုဆန်းဆန်းစားတဲ့ချင်းဆိုရင်ဝမ်းနဲ့မတန်လားအဲ့ဝမ်းနဲ့မတန်ကျွန်တော်အရန်တိုက်တာကျွန်တော် KTV ရောက်တိုင်း ကျွန်တော်အဆွေးစင်းပဲတိုက်တာကျွန်တော်ခုခုဆန်3မိနစ်တော့ကိုယ်ရယ်ဒါတဲ့ရောက်တာနဲ့ကောက်ကောက်ထဲလိုက်မရှိတော့ဘူးအဲပစိကကဟုတ်ဘိုက်တော့ဘာပါလဲခုနကလည်းစားနေကိုယ်ဆန်နေရှိကိုယ်ဆန်နေရှိမှလို့ကျွန်တော်ကနောက်ကနေပြီးတော့မှမုတ်လေးပိုက်စားလို့ခုခုဆန်နေတာ အာကျွန်တော်ကတော့ဒါမှလည်းပဲပထမဆုံးပပလစ်မှာသချင်းဆိုတာတော့လေဒါပေမဲ့ဒါပေမဲ့အစီအစဉ်အရာမှာကျွန်တော်ဒီလိုရက်ကာဘတ်ပေါ်ရောရောချင်သချင်းဆိုရမယ်လို့ကျွန်တော်မပြောသေးတော့ကျွန်တော်ရင်းနေခုံပြီးစင်းလာတာအဲ့ဒါအောက်ရောက်တော့ရင်းခုံရင်းနေကိုပဲတောက်လျှောက်ကြီးစုပ်ပြီးစင်ပေါ်တက်သွားတာဆိုတော့အကယ်အမှားရပါသွားရဲ့ဆိုလို့ရှိရင်တင်းရေးဆိုရှင်ရောဟော ဆိုချင်းကိုမွေးဆိုချင်းရောတီးရောကျွန်တော်ဒီညနေပြီးတော့တောင်းပန်ပါတယ်ပြီးတော့ပြည်သက်အားလုံးလည်းတောင်းပန်ပါတယ်ဒါပေမဲ့အကောင်းဆုံးတော့တက်နိုင်ဆုံးဖြစ်ပြီးခဲ့ပါတယ်ခင်ဗျာအဲ့ဒီတခြင်းလေးကလည်းကျွန်တော်ကာဗာနေနဲ့ပြထွက်မှာမို့လို့အားလုံးဆက်မြင်ပါပြီကျွန်တော်ဟေးမင်းဒီလိုဖက်တာကျွန်တော်ကမနက်ကအဲ့ဒီ TikTok ကိုလေအဲ့ဒီ TikTok ကိုအဲ့ဒီ TikTok မှာတွေ့ရပေါ့နော် TikTok မှာတွေ့ရောသူတို့တွေအဲ့လိုဆော့လာလေးတွေ့ပြီးတော့ကျွန်တော်ခွန်အဲ့ဒါစင်ပေါ်မနက်ကမှာအဲခုံခုံလေးတီးမိပါကျွန်တော်တို့ဆိုရအလိုမျိုးလောက်တာပြီးတော့သူကဒေးစီဘန်ပြည့်ရပေါ့နော်ကျွန်တော်အဲ့လိုမျိုးနောက်တရားပေးချင်တော့လားငါကစားနေရ အမ်ဂျီလိုပေးပါတယ်ကိုစိုးကြီးကိုလည်းအများကြီးသူတင်ပါတယ်သူ့ရဲ့ idea ကြီးအများကြီးရပါပါတယ်ဂိမ်းမှာဝင်ဟိုကျွန်တော်တို့ idea လေးပေးတာကြီးပါတယ်မျိုးအရန်ကောင်းတယ်ပေါ့နော်ဂိမ်းစီစဉ်လေးဟုတ်ကဲ့ကျေးဇူးပါဗင်စကစ်ဘယ်နှခုလောက်ပုံသွားလဲကျွန်တော်ခုခုစား3မိနစ်တော့ကိုယ်ရယ်လက်ထဲရောက်တာနဲ့ကောက်ကောက်ထဲလိုက်မရှိတော့ဘူးအဲ့ basic ကဟုတ်ဘိုက်တော့ဘာသွားတယ်ခုနကလည်းစားနေကိုစမ်းနေရှိကိုစမ်းနေရှိမှလို့ကျွန်တော်ကနောက်ကနေပြီးတော့မှမုတ်လေးဘိုက်စားလို့ခုခုစားနေတယ် တော့အလိုလိုက်တယ်ဆိုတာထက်လေကျွန်တော်တို့ကြတော့လေဒါအမှန်တမ်းပြောရင်တို့ကကျွန်တော်တို့မနေ့6နိုင်နဲ့လာစောင့်နေဆိုတဲ့ဟာကဒါကကျွန်တော်တို့အတက်နိုင်ဆုံးကျွန်တော်တို့ ကျွန်တော်တို့ဒါဒီလို fan live မှာဖြစ်နေမယ်ဆိုလို့ချင်းတော့အဲ့လိုလုပ်နိုင်မှာမလားမသေးကြဘူးเนาะပေါ့เนาะမသေးကြတဲ့အချိန်မှာဒီလိုမျိုးတို့ရဲ့အချိန်နေငွေတွေဒါကျွန်တော်တို့အကောင်လုံးပေးပြီးတော့လာစောင့်နေတဲ့တောင်လို့အတန်းနိုင်ဆိုကျွန်တော်တို့ကကျေးဇူးတုံ့ပြန်နေတို့ရဲ့မေတ္တာတရားကိုအတိအမပြည့်ရဲ့အနေနဲ့ဘယ်လိုလိုက်တဲ့သဘောပါဆိုလဲဆိုပေါ့ client ဆိုလဲကျွန်တော်တို့ကဒီလိုကကျွန်တော်တို့အတွင်းမြို့ဒီဒီဒီဆိုပြီးအဲ့လိုကိုယ်တိုင်ရှင်းပြပါတော့တယ် စစ်တာစစ်တာပဲခဏနေအောင်အရင်ဘွာလုံးအားပေးလာတဲ့ကိုဆိုင်စီကိုတော့အရင်ပြေးရမယ်မင်းအငယ်တည်းကနေပြီးတော့အားပေးလာတဲ့အိုက်တော်ပါလေအချင်းကကိုဆိုင်လေအဲ့တော့ပါဝင်မဲ့ကျွန်တော်ခုနကသူ့လက်ကိုကိုင်းတော့အဲ့လိုလက်တစ်တော်ညီလေးရတယ်ကျွန်တော်ပုံနဲ့မှာတပုံနဲ့ဗီဒီယိုတွေအကုန်ကြည့်ရဲဟိုအားလုံးအားလုံးအငယ်တည်းကနေပြီးတော့ဒီလေးစားရတဲ့ဒီအစိုးရကြောက်ပါတော့နော်ကိုဆိုင်ဆိုတာရင်ဝတ်ဆိုတဲ့ကျွန်တော် show ပွဲတွေဆိုတဲ့အများကြီးတွားကြည့်ပြီးပဲအဲ့တော့အခုကအပြင်မှာဒီလိုမျိုးကြီးတွေ့ရတာဆိုတော့ ရန်ရင်ခုမှာကျွန်တော်ကတည်းကအခုမှဖွင့်နေအဲ့လိုမျိုးပြန်မှာတစ်ခေါက်သေးပါလေအတန်းပဲသူများရေအဲ့လိုအဲ့ကြမှာဖန်ကလေးလိုက်အဲ့လိုဖန်လိုက်ကိုတကယ်တော်တော်ကောင်းကောင်းတည်ပါပါလေအဲ့လိုသူများရဲတဲ့အချိန်မှာသူရိုက်ကြတယ်တူတူတူရိုက်ကြတယ်ကျွန်တော်လည်းအဲ့လိုပဲမဖွင့်နေရောက်တဲ့အချိန်မှာဒီလိုပဲဘာမှမလုပ်ရဘူးဒီတိုင်းနေနေရတယ်အဲ့လိုမျိုးတော်တော်စိတ်လှုပ်ရှားဖို့ကောင်းပါအဟောင်းလားဘောအဲ့လိုအဟောင်းလားအဲ့လိုရုပ်တရက်ကြီးရတော့မြင်လိုက်တဲ့အချိန်မှာ ကျုံဝဲလည်းသွားကြည့်နေကြပြီ။ဒါဒါအခုကလေးလိုပေါ့နော်။ကျွန်တော်တို့ဘယ်နှပွဲပဲမြင်ရမြင်ရသူတို့អော်မယ်သူတို့အဲလိုက်ပြီးတော့ကျွန်တော်နဲ့កဲမယ်တပုံရိုက်မယ်လက်မဘလောက်ရတာရတာလက်မတက်တော့မယ်အဲ့လိုကျွန်တော်လည်းအဲ့လိုပဲပေါ့ခင်ဗျာ။အဲ့လိုပဲ။အဟောင်းသားပြက်ကဲអော်တာပေါ့ကျွန်တော်မိုင်းကြီးကိုកៃမျိုးသူနဲ့ကျွန်တော်နဲ့ချင်းစုကိုစားချင်းလိုက်စုနေနေအောင်မချက်လည်းမချက်အောင်တော့လုံးဝဒီနေ့တော်တော်လေးတေးဥပြက်ခဲ့တယ်ထင်တယ်။ image ကဘာမှမတန်တော့ခုနကလည်းဟိုစီးရောင်းကြီးမှဒီလိုကြီးပဲလောက်ခဲ့ရတယ်။အဲ့ဒါကျွန်တော်နဲ့ င်ကလေးကကျွန်တော်ကကိုစိုက်ဆန်းစားတဲ့ချင်းဆိုရင်ဝမ်းနဲ့မတန်လားအဲဒီဝမ်းနဲ့မတန်ကျွန်တော်အရန်တိုက်တာကျွန်တော် KTV ရောက်တိုင်းကျွန်တော်အဆွေးချင်းပဲတိုက်တာဒီနေ့ပွဲကိုကျွန်တော်အမျိုးစုံပဲရမယ်ကျွန်တော်သိရနော်ဒါပေမဲ့ကျွန်တော်လုံးဝမစိုးခဲ့ဘူးကျွန်တော်အဆွေးပဲစိုးတယ်ကျွန်တော်ထုတ်မဲ့တဲ့ချင်းကလည်းအဆွေးပဲအဲ့တော့အဆွေးပဲလာမယ်အားလုံးစောင့်မျှော်လားလူတွေကြည့်ရင်ကလက်ခေါ်ရမယ်တချင်းတချင်းထုတ်မယ်ပရမန်ဆုံးပေးနာထောင်နော်အရင်ဆုံးမော်ကိုတိုင်းမင်းအဲ့ ဟဲ့စားအဆောင်ကအဲကြိုက်တယ်ကျွန်တော်ကတော့သူက invitation မပို့လို့လေစိတ်တွေကောက်ပြီးစားရပို့သေးရာတခုပဲပို့တာပါသူအဲ့နေ့ကသူကဟိုပါလေတခြားလူတယောက်ကသူကဟိုကျွန်တော် invitation ပို့ထားအဲ့တော့သူပါအဲ့ကျွန်တော်မသိလိုက်သူကျွန်တော်မျက်နှာပေါ်စားရေးပိတ်တာကျွန်တော် invitation မှာစားရေးပြီးမိုင်တင်လိုက်တော့သူမျက်နှာပေါ်ပိတ်သွားအဲ့နေ့အေးပိတ်လေးလေငါမျက်နှာပေါ်တက်တက် ဖင်းလို့ဟုတ်လားဂိပါလားလို့မသိဘူးဆိုပြည်ပြီးတော့အဲ့ဒီစိတ်ဆိုးစရာမကောင်းဘူးလားပြည်ပြီးတော့အင်းတို့ကြတော့လည်းငါ့အိမ်မဲသိချင်းလာမပို့ပဲနေတယ်အဲ့သူညှိလိုက်သေးတယ် invitation မရသေးဘူး production ကိုကကျွန်တော်နောက်ဆုံးမှပေးတာနောက်ဆုံးမှပေးရဲဆိုတာအဲ့သူကလူရည်တော့တွက်နေတော့ဖြစ်နေတော့ကျွန်တော်နောက်ဆုံးမှပေးကျွန်တော်အရောက်တရားဆိုတရားအဲ့လိုမျိုးပေးရအောင်ဆိုတော့နောက်ဆုံးမှရတယ်ချာချီမင်းနဲ့ချစ်ခဲ့တဲ့ အဲ့မှကြာတော့အိမျောလေးနဲ့တင်းဆိုတာနဲ့အဲ့လိုမျက်ရည်ရိုစိတ်ကြခြင်းနေပြီအဓိကအသေးကွဲလို့တော့မဟုတ်ဘူးတချင်းပေါ်မှာခံစားရပါတော့နော်အဲ့လိုပြောရင်သေးကွဲနေတယ်ပြီးနေဟန်ဆိုပြီးတော့တက်လာမစိုးလုံးဝသေးကွဲဦးနော်ဘလောက်ကွဲကွဲအချစ်ဆိုတာတသက်လုံးရှင်းတယ်မှာသေးသလောက်ထားလို့ရတယ်သေးလုံးကမကွဲဘူးလုံးသားထဲမှာကန့်55ကန့်လောက်ရှိပြီကောက်ဦးမလေးမကောက်ဦးကြာပြီးစင်တာအဲ့ဒါကျွန်တော်ကျွန်တော်တော့သမီးနဲ့ရည်ပဲတချင်းလေးကြိုက်တယ်ခုနကခုနကဘာနဲ့မတန်းအဲ့ဒါလေဘာနဲ့မတန်းအဲ့ဒါတော့ကျွန်တော်တို့အရင်ကဆိုတက်ဆက်တွေပါတယ်ကျွန်တော် အခုကအဲ့လိုမျိုးကက်ဆက်တွေပါနားထောင်နေသူတရားကိုမနဲ့တွေပါဆိုအဲ့လိုမျိုးနားထောင်နေအကျင့်ရှိတော့အဲ့အချိန်မှာသူတို့ဖွင့်တဲ့အချိန်မှာကိုစန်းတဲ့တရှင်းတွေပါလာတယ်အဲ့အဲ့အဲ့ဝမ်းနဲ့မတန်းလေအဲ့လိုလာလို့ရှိတယ် KTV သွားတော့တော့ The Best One ပွဲပြောင်းအောင်ဆိုသေးလားလို့တော့နှစ်ယောက်တူတယ်လေကိုချိန်တဲ့လေ၃ယောက်လေဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဆိုသေးတယ်ကျွန်တော်တို့ခုနဆံမော်ပြောခဲ့သလိုပဲ Beauty Diary တွေလည်းမကဆိုင်ရွေးတွေအများကြီးဖွင့်နိုင်ပါစေပြီးတော့အခုဒီဘောတော့မြန်မာတိုင်းနိုင်ငံလုံးကိုဝေမှုအစဉ်ပြေဆုံးပြအောင်နေရာတစ်ခုထဲမှာပြည်စည်းအဆောင်ထားပြတော့လေအားလုံးကိုသာကျေးဇူးတင်ပါတယ်ဒီထက်အများကြီးပို့ပြီးအောင်မြင်ပါစေလို့လည်းဆက်တောင်းပေးပါတယ် အာမြန်မာဥစွာဒီနေ့ပြည်သူ့တိုင်ပြည်မြန်မာမြန်မာပလာဇာနှစ်လောက်မှာမလားဟုတ်တယ်မြန်မာပလာနှစ်လောက်မှာဖွင့်နေဆိုင်ခွဲအာဆိုင်ခွဲအစ်စ်ဖွင့်ပွဲမှာအများကြီးအောင်မြင်ပါစေအာဒီဆိုင်ခွဲလည်းအများကြီးရောင်းကောင်းပါစေလို့ဆုတောင်းပေးပါရစေပြီးတော့ကျွန်တော်တို့ညီကိုတွေအကုန်လုံးကိုအမြဲတမ်းဒီ on the same မှာဖြစ်ဖြစ်ဒါကြောင့်ကျွန်တော်တို့ဟိုမာဂျီတို့ဆိုတဲ့အမြဲတမ်းအိမ်မှာထမင်းခေါ်ကျွေးနေကြဆိုတော့အဲ့လိုမျိုးအမြဲတမ်းစစ်စစ်ရုံရုံစစ်စစ်စစ်ရှိပြီးအာရှိပြီးလို့ကျွန်တော်တို့ကအများကြီးကြည့်တင်ပါတယ်နောက်ဆိုင်ခွဲအများကြီးလည်းဖွင့်နိုင်ပါလို့ကျွန်တော်ဆုတောင်းပေးပါခင်ဗျာအများကြီးအောင်မြင်ပါစေ